ထိုင်းမြန်မာလက်ဝဲစင်ကော်ပွဲမှာစောထအောင်နဲ့မကြေဝဲနှွဲသွားမယ်တန့်စင်ရဲ့တပည့်ကျော်မျိုးဆက်တစ်ဖိုင်တာလေးအောင်ဟင်းရေးသားများလုံးပဲမိလာပါခင်ဗျာကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုလိုက်ပါရင်တန့်စင်ဆိုတာနဲ့မြန်မာရွာပရိသတ်တွေအလုံးလုံးနေအားပေးကျင်စိတ်ဖြစ်တဲ့ကစားမတရားဖြစ်ပါရင်ရိုးသားကျိုးစာ AR သားလေးဖြစ်တဲ့တန့်စင်အောင်မျက်နှာမြင်ချင်းခင်အတန်ကြာသနာဆိုတဲ့ဂုံပုံးနဲ့ပြည့်တဲ့အပြင်ငကောစင်ရင်ခံကြလဲလူချင်းလူခင်များတဲ့ဖိုင်တာတယောက်ဖြစ်ပါရင် မြန်မာလူမျိုးတွေဆိုတာဟာကိုယ်နိုင်ငံသားတွေကိုအခုလိုမျိုးနိုင်ငံရဲ့ခြားကအာခစားတစ်ခုမှထူးချွန်ကြပြီဆိုရင်ဆွေးဆွေးလန်းလန်းအားပေးလာကြတယ်ဆိုတာကော်လာကြီးကတည်တည်ပဲဖြစ်ပါတယ်ဒီလိုအားပေးချမ်းတွေမှာပရိသတ်တွေအတွက်တန့်စင်ရဲ့ရိုးကုန်လေးပါထဲပေါင်းထဲလိုက်တော့တန့်စင်ဆိုတဲ့စကုန်းနဲ့သားရွယ်ခြားတီလေးဟာမြန်မာပရိသတ်တွေရဲ့အသေးချော်ပဲလော်လေးဖြစ်လာတာမထူးဆန်းလာပါဘူးတန့်စင်ကိုလူကြီးလူငယ်ပြီးချစ်ခင်ကြတယ်လို့တန့်စင်ရဲ့လက်ဝတ်စကေးတွေကြောင့်အခုဆိုရင်တပည့်ကျော်မျိုးဆက်တဲ့လူငယ်ကစားမလေးတွေတောင်ရရှိနေပြီဖြစ်ပါတယ် လက်ရှိချိန်မှာတော့တန်းစီအားမျိုးလုံးကုသမှုခံယူထားရတာကြောင့်အနားယူနေကြရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူရဲ့တပည့်ကျော်လေးအောင်ဟင်းရဲ့ပွဲကိုတော့မကြခင်မှာပရိသတ်တွေကြီးစုခံစားခွင့်ရရှိသွားတော့မှာဖြစ်ပါတယ်။အောင်ဟင်းဆိုတော့ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖိုင်တာတယောက်ပါပြီးခဲ့တဲ့နှစ်တုန်းက KN နှစ်တွေကိုထိမှန်ဖြင့်တိုင်းသားကြီးရွာမှာကျင်းပခဲ့တဲ့မျိုးဆက်တဲ့လက်ဝဲပွဲမှာအောင်ဟင်းနဲ့ဝင်ရောက်ထိုးတက်ခဲ့ပြီးတန်းစီကိုယ်တိုင်ကြီးကျက်ပေးခဲ့တာကိုမှတ်မိကြအောင်ပဲထင်ပါတယ်။အဲဒီတော့အောင်ဟင်းဟာမျိုးဆက်တဲ့တန်းအဖြစ်ဆော့ထက်အောင်နဲ့ထိုးတက်ခဲ့တာဖြစ်ပါတယ်။ အလုံးလဲနဲ့ပူရဲတေချာခဲ့ပေမဲ့ fighter နေအောင်စလုံးဟာကျိုးဝိုင်းကိုရှေ့မနေပဲရေကုန်ရေကန်းကစားသွားခဲ့တာဖြစ်ပါရင်တချို့ပါဆိုရင်စောထက်အောင်ရဲ့ကင်ပါမှုကြောင့်တန်းစင်ရဲ့တပည့်ကျော်အဟင်းတယောက်ချမ်းမြင်ပေါ်မှာတော့မှောက်ကျသွားခဲ့ပါရင်အဲ့ပွဲကိုတန်းစင်ကိုယ်တိုင်တိုင်းသားကျွော်အထီကိုရောက်ရှိလာခဲ့ပြီးတပည့်ကျော်ဖြစ်သူအဟင်းကိုကျိုးဝိုင်းပေးကနေနီးပြလို့ပတ်တီးကိုယ်တိုင်စီးပေးပြီး office ကားတွေကိုဆိုးသွားခဲ့တာဖြစ်ပါရင် ဒီကောက်မှလည်းအောင်ဟင်းဟာစောထောက်အောင်နဲ့ပဲမကြေဝဲနှွှဲသွားရမှာဖြစ်ပါရင် လာမယ့်မေလ25ရက်နေ့မှာကျင်းပမယ့် USC 5ပိုင်ပွဲမှာအောင်ဟင်းရဲ့စောထောက်အောင်ရဲ့ဒွဲဆိုင်လေးပါဝင်လာခဲ့တာဖြစ်ပါရင်ဒီပွဲစဉ်အဓိကကောင်းဒွဲဆိုင်အဖြစ်ကတော့ထွန်းထွန်းမင်းရဲ့ညီဖြစ်သူထွန်းမင်းနိုင်တဲ့ Thai Fighter Venus ၊ရွှေရမန်နဲ့ Kaidi Set တို့ကထိုးတက်သွားမှာဖြစ်ပါရင်အောင်ဟင်းဟာတန်းစင်လိုမျိုးဇာရှိတဲ့မျိုးဆက်တဲ့ Fighter လို့ဆိုရမှာဖြစ်ပြီးလက်ရှိအချိန်ထိဇယ်ဝဲထိုးထားရမှာရှုံးဝဲလုံးဝမရှိသေးပါဘူး။အောင်ဟင်းဟာငငယ်ကလေးကအောင်လာတန်းစင်ရဲ့ပွဲတွေကိုကြည့်ပြီးကြီးမြင့်လာခဲ့သူဖြစ်ပါရင် ဒါကြောင့်လည်းတန်းစင်ကိုအိုင်ဒဲဖြင့်တတ်မှတ်ထားပြီးဒုလဝေကလပ်မှာတွားရောက်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ဒီတစ်ခေါက်ပြိုင်ပွဲမှာတော့တန်းစင်ဟာအနားယူနေခဲ့ရတာကြောင့်တန်းစင်ရဲ့အကိုဖြစ်သူထွန်းလင်းမိုးကိုရိုင်းကအောင်ဟင်းကိုအနီးကပ်လေ့ကျင့်သင်ကြားပေးနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အောင်ဟင်းဟာအသက်ငယ်သေးပေမဲ့မိဘတွေရဲ့အားပေးထောက်ခံမှုကိုပြေဝါရရှိထားပြီးလက်ဝဲအားကစားမှဒီထက်ပိုပြီးထူးခြားလှုပ်သွားဖို့အတွက်ရည်မှန်းထားပါတယ်။ဒါမှသာမိဘတွေကိုတိုက်ဆောက်ပေးခြင်းနဲ့သူ့ရဲ့ဆန္ဒလေးလည်းပြေဝါလာမှာဖြစ်ပါတယ်။ တန်းစီရဲ့စံထားချက်ကတော့သူ့ထက်အသက်ကြီးတဲ့သူတွေသူနဲ့ရွယ်လူတွေသာမကသူ့ထက်ငယ်တဲ့ကလေးတွေကတော့သူ့ကိုလေးစားပြီးအားပေးနေကြတာဖြစ်ပါတယ်။ ဒါပြင်တန်းစင်တို့မျိုးတစ်ချိန်ကြရင်ဝမ်ချန်ပီယံရှစ်ကိုဝင်ရောက်ထိုးသွင်းခွင့်ရအောင်ကြိုးစားသွားမယ်အကြောင်းနဲ့ဝမ်မှာပြကပတ်ကြီးယူခြင်းတဲ့အကြောင်းကိုလည်းအောင်ဟင်းကပြောခဲ့ပါသေးတယ်။လက်ရှိချိန်မှာတော့တန်းစင်ဟာမျက်စိတန်ရာကြောင့်တလာဝင်းကျင်နာရမှာဖြစ်ပါရင်လောလောဆယ်တန်းစင်ဟာအကိုပြစ်သူထုံးလွှင့်မှုနဲ့အပေါ်စားလေးကျင်ကန်အစီအစဉ်တွေကိုပြုလုပ်နေပြီးမကြာခင်မှာရှင်မြိုင်ထိုးသွင်းရတော့မယ်ဝမ်ချန်ပီယံရှစ်ပွဲစဉ်အတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လျက်ရှိနေပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲနောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချိုလိုက် ရပါတယ်ခင်ဗျာ WiFi ဆော့ကသားလိုပါကတက်တွဲထားတဲ့ page တွေမှာဆော့ကသားလို့ရပါတယ်ပရိုမိုကော SYS7 လေးကိုအသုံးပြုပြီးတရားဝင်လုံးဘောနဲ့ရယူလိုက်ပါ